ားလုံးမင်္ဂလာပါရှင်။ဒီကနေ့မလ25ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မကွေးတိုင်း6မြို့ဟာမနေ့ကမလ24ရက်နေ့မှာ57.1ဒီဂရီစင်တီဂရိတ်နဲ့မြန်မာနိုင်ငံရဲ့အပူချိန်မြင့်ဆုံးမြို့ဖြစ်ခဲ့ပါတယ်။ လာမယ့်ဧပြီလထဲမှာတော့လက်ရှိလာနီညာအစွန်ရောက်ရာသီဥတုဖြစ်စဉ်ရဲ့တည်ရောက်မှုကြောင့်ဒေတာအတော်များများမှာ အပူချိန်မြင့်မားနေခြင်းတွေရော့ကျသက်သာစေနိုင်မယ်လို့မလူဝတာပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမုံအနေငယ်ရွာနိုင်ပြီးရွာရင်ရာနှုန်း60ဖြစ်ပါတယ်။မန္တလေးတိုင်းစကိုင်းတိုင်းကရင်ပြည်ချင်းပြည်မွန်ပြည် ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတင်းတင်းတင်းဖြစ်ထွန်းပြီးကြံတိုင်းနဲ့ပြည်နယ်တို့မှာအများအပြားသာရပါမယ်။ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတရင်တရင်တင့်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာတရင်နေငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအနေငယ်ကနေလှိုင်းရင်တရင်တင့်ရှိပါမယ်။နောက်နေ့ရက်တွင် နေပြီးတော့မန္တလေးတိုင်း စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာနေအပူချိန်များအနည်းငယ်ဒေါ်လာနိုင်ပါရဲ့ရှင်ကျမနွယ်နွယ်ပါ